ကဲအမျိုးတော်ရေမင်္ဂလာပါရှင်မတွေ့တာလည်းကြာပြီနော်ဒီနေ့တော့အမဆံမကဖုံးထက်ဆက်တယ်ဒီဒီနေ့လည်းတားတော်မောင်ကသူစေဘာဆွဆွထားတယ်ဟာငွေရောင်ဆွထားတဲ့သွားကို ဖြုတ်တယ်တဲ့အဲ့ဆိုတော့ तू ကနာနေတယ်တဲ့ပြီးတော့ breeding ဖြစ်နေတယ်ပေါ့နော် ။အဲဆိုတော့ဆရာမအမေလည်းနင်းလိုက်ကြိုချင်လားတဲ့နင်းလိုက်ကြိုနိုင်မလားတဲ့ခလေး။အကျိုးနိုင်တယ်လို့အဲ့လည်းပြောပြီးတော့မှကိုကသားကိုကြိုနေတယ်အဲကိုထွက်လာတာနှဲနာရီတော့မခွဲသေးပါဘူးဒါမဲ့ကိုရှေ့မှာရှိနေတာအများကြီးရှိနေပြီလူတွေဆွဲကောင်းကြတယ်အကြည့်ရတော့မိဘတွေအလုံးအကြည့်ရအဖေထဲကအမေတယောက်ယောက်ပေါ့နော်အလုံးမလုပ်ဘူးလို့သူလည်းကြည့်ရတယ် လုံးလုံးတယ်ဆိုရင်တော့အဲ့လိုမျိုးတကူးတကကြီးချိန်ပေးပြီးတော့နေ့တိုင်းလာကြည့်ဖို့ဆိုတာတော့မလွယ်ဘူးလုံးလုံးမလုံးလို့ပေါ့နော်တယောက်ကတော့လုံးတယ်တယောက်ကနားတာဖြစ်နိုင်တယ်အဲ့လိုဆိုတော့အမလာကြိုးတာကြိုးရင်းနဲ့အခုကတန်းရှိဆိုတော့ပြောစရာစကားလေးရှိတော့နည်းနည်းလေးပြောမယ်နော်မပြောရလည်းကြာပြီဒီကကတော့အခုဒွေတည့်ရဲ့ချောင်းမျိုးနဲ့မှဒီအာဒေါင်းညီနောင်စစ်စင်ကြီးဒေါင်းညီနောင် အဖွဲ့ပေါ့နော်အဲ့ဒီတည်းမှာဆိုရင်ဝါရည်အဖွဲ့တို့ဒေါမဲဆက်ဆက်ရေးဖွဲ့တို့သူတို့ညီနောင်ဖွဲ့ဆိုပြီးတော့မှအာပူပေါင်းထားတဲ့တပ်တွေရှိတယ်အဲ့ဒီမှာပူပေါင်းဖွဲ့ဝင်တွေ ਨੇ အာတိုက်ပွဲဖြစ်နေကြတယ်ပေါ့နော်ဒီအကြံဖက်စကောင်စီပေါ့ ယင်ကျေးဆုံးသောစကလုံးပဲအကျန်းဖက်စက်ကောင်စီလို့ခေါ်တာအယင်ကျေးဆုံးသောစကလုံးဒီထက်ယင်ကျေးတဲ့စကလုံးလည်းမရှိတော့ဘူး။ဘာကြဆိုတော့အဲ့ဒီအကျန်းဖက်စက်ကောင်စီဆိုတဲ့စကလုံးကလည်းနာမည်ကလည်းလွယ်လွယ်နဲ့ဖြစ်လာတဲ့နာမည်တော့မဟုတ်ဘူး။အမ် သမိုင်းအဆက်ဆက်ဖြစ်ဆက်ဆက်ကနေပြီးတော့မှပြည်သူကိုဖိနှိပ်ပြီးတော့မှရလာတဲ့နာမည်ဖြစ်တယ်။ဒီတိုင်းဆိုရင်ကောင်းတဲ့နာမည်ဆိုရင်အော်ကောင်းကောင်းတဲ့စစ်တပ်ဆိုရင်ဘယ်တော့မှအဲ့လိုနာမည်မျိုးမရဘူးပေါ့နော်။ဆိုတော့ဒီကျန်းဖက်စစ်ကောင်စီကအော်လေချောင်းနဲ့လေရင်နဲ့တော့မပြောဘူးနော်။ဘာလို့ဆိုတော့တချို့ဌာနကောက်တဲ့လူတွေကမမလဲလေရင်နဲ့ပမလဲပမလဲလေချောင်းလို့ပြောတယ်နော်။လေချောင်းဆိုတာမြေကြီးကနေမဟုတ်တဲ့ဟာပြောတယ်စစ်ခွေးတွေ ဟိုရတယ်အာစစ်ကြုံလေးနားလဲအောင်ပြောရမယ်ဆိုရင်နော်လေငါတော့မပြောဘူးနော်လေချောင်းလို့ပြောတယ်လေချောင်းကိုအသုံးပြုပြီးတော့အမအမ်ဘိုးရဲကျဲနေကြပေါ့နော်လေကြောင်းဆိုတဲ့နေရာမှာ jet fighter ရှိမယ်အာ helicopter ရှိမယ်ပြည့်ချက်တော့ high ski ရှိမယ်ပေါ့နော်အမျိုးမျိုးရှိမယ်လေပေါ်ကနေပြီးတော့မှ ြဲကြဲတဲ့ဟာပေါ့နော်ပြည်သူလူထုရှိရှိမရှိသူတို့စိတ်ဝင်စားဘူးခလေးရှိရှိမရှိရှိသူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာသူတို့အာနာတီမြဲရင်သူတို့အာနာတီမြဲရဲတာလုပ်မယ်ဆိုရင်ဖုန်ကြီးကိုလက်တရတက်ရဘာသာရေးဆောက်အောင်လည်းဖြက်စီရဖြက်စီရဗုဒ္ဓဘာသာလို့ပြောတဲ့အမိခံစစ်ကောင်စီရဲ့အကြက်ဖက်စစ်ကောင်စီရဲ့အမိခံတွေကဗုဒ္ဓဘာသာအမိခံ တွေကဘာသာရေးကိုလည်းတုံချပြီးတော့သူတို့အာနိုင်ဟဲ့ဆိုအကုန်လုံးတဲ့ကျန်ဖက်စစ်ကောင်စီကအခုဆိုရင်သူတို့လေချောင်းကိုအမတန်မှကြီးကြီးမားမားသူတို့အသုံးပြုအသုံးပြုနေတယ်အာတနင်္သာရီတိုင်းမှာဒီလထဲမှာ AB လထဲမှာအများဆုံးဟိုလေချောင်းကိုအသုံးပြုတယ်အသုံးပြုတာကတော့တနိုင်ငံလုံးကိုအသုံးပြုနေတာဟုတ်တယ်ဒါပေမဲ့ အာတင်းထားကြီးတိုင်းမှာအများဆုံးသူ့ပြုတယ်အထူးသဖြင့်ငယ်လျင်ဖြစ်ပြီးတဲ့နောက်မှာပုံသုံးပြုတယ်ဆိုတော့ဒီဂျမ်ဖက်စစ်ကောင်စီကတရုတ်တီစီကဝင်တဲ့ဟာတွေကဂျမတယောက်နေနေဆိုဂျမကထင်ကြီးအများကြီးပေးလိုက်တယ်ဒါတွေကပေါ့ပေါ့လေးနဲ့ဒီတနေ့တနေ့နှစ်ရက်မနေ့တနေ့ရမှနိုင်ငံရေးလစ်လာပြီးတော့မှ သုံးသပ်လို့ရတဲ့ဟာမဟုတ်ဘူးဒီတရုတ်ကနေပြီးတော့မှဝင်လာတယ်ငယ်လျင်အတွက်ဆိုပြီးတော့မှ ကူညီဆိုပြီးတော့မှခေါင်းစဉ်နဲ့เนาะခေါင်းစဉ်မျိုးစုံနဲ့သူတို့ဝင်ပြီးတော့မှဒီစစ်လက်နက်တွေကိုဟိုပြန်ဖြိတာဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့အာနာစပြီးတော့လူကာစားကလည်းတရုတ်ကနေပြီးတော့ညတကံကြီးအာလက်နက်တွေပေါ့ပေါ့တာအပစ္စည်းတွေပေါ့တာအဲ့တဲ့တော့ကလည်းဟိုပါလေပစုံ6တယ်ငွေ6တယ်ဆိုပြီးတော့မှပြန်ပုံးတွေပုံးတွေလည်းပို့တယ်ဆိုတာအဲ့ဒါသူတို့ဘက်ကဒီ အာ air force အတွက်သုံးတာအများကြီးဖြစ်နိုင်တယ်ကိုကြောင်းကလည်းသုံးတာဖြစ်နိုင်တယ်ဆိုတော့ဒီတရုတ်ကိုပထွေးလောက်ထားတယ်တရုတ်ပြည်ဒီအောက်တရုတ်ပြည်အောက်ရောက်မြန်မာပြည်ပေါ့နော်ဒီစာစာကစာလက်ထက်မှာဒီကြံဖက်စက်ကောက်စီလက်ထက်မှာသူတို့လုံနိုင်ခဲ့တယ်တရဝင်းအပေါ်တင်သူတို့တရုတ်ပြည်အောက်မြန်မာနိုင်ငံဖြစ်အောင်သူတို့လုံနိုင်ခဲ့တယ်ရီချင်းပေါ့နော်အဲ့ဒါသူတို့ရီချင်း တရုတ်ပထွေးခေါ်ရုရှားပထွေးခေါ်အဲ့ဒါနဲ့ပဲသူတို့ကဟိုဖြစ်ဖြစ်လို့ရတယ်ဆိုတော့ဒါပြည်သူလူထုကိုသူ့ပြည်သူလူထုကိုပဲသူကဖိနှိပ်ဖို့တက်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ရှူရှူဝေးပြောနေစရာမလိုဘူးပထမ၄ကီကော်ကိုတိုက်တော့ကလည်းဒီသူဒီတတိယကြိမ်အာနာလူပြီးတဲ့နောက်မှာပေါ့နော်၄ကီကော်ကိုတိုက်တဲ့ချိန်မှာလည်းထိုင်းရဲ့ညီဘွားနဲ့ပြီးတော့မှရေဘော်လေဘော်ကနေပြီးတော့မှသူတို့သုံးပြီးတော့မှတိုက်တာပဲ။ ထိုင်းစာတဲ့ဂျောင်းတွေပါထိတာပဲထိုင်းရရပြည်သူလူသူရွာတွေပေါ်ကနေပြန်လာပဲအခုလည်းပဲဒီအာဒီနေဇမအတိုက်တဲ့ဒီတမဟာငားနဲ့ဒီကင်းယူတမဟာငားနဲ့ပူပေါင်းဖက်နဲ့တိုက်တဲ့ပွဲမှာလည်းသူတို့ရှုံးတယ်ဆိုရင်သူတို့ထိုင်းပဲနေပြီးတော့မှသူတို့ဟိုဖြစ်တာပဲအခုထိထစကံမြမပြီထိထစကံအဘဘဟိုဒီဒွေပေါ့နော်တနေသားကြီးတိုင်း ထိထာကိုလည်းသူတို့လေချောင်းတိုက်တာအဲ့မှာထိုင်းဘက်ကနေပြီးတော့ပြန်ပြီးတော့မှအာလေချောင်းသုံးသုံးတယ်ပေါ့နော်အဲ့ဒီဟာမလဲပြန်တွေ့ရတော့တနင်္သာရီတိုင်းမှာဆိုရင်ဒီငလင်ဖြစ်ပြီးတဲ့နောက်မှာဒီဘေးပြီးတဲ့နောက်မှာမှဒီလေချောင်းကဂျပန်စက်ကောင်စီကအလုံးအရင်းကိုတုံးပြူလာတာ ။တစ်ချိန်တည်းမှာလည်းသူတို့ကထိနာတာကိုသူတို့ထိနာရင်တော့အဲ့လိုမျိုးသူတို့ကလုံးလေးရှိတယ်။ပြည်သူလူထုကိုသူတို့ဥတီလေးရှိတယ်။အဲ့ဒါကြောင့်မို့လို့ပြည်သူတွေကအရန်ကိုတတိထားရမယ်။